နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဘင်္ဂလားရခိုင်နေဆက်ကိုဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ PGB အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ထားပြီးတော့အနီးကပ်စောင့်ကြည့်နေတယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကနေတစင်သိရပါဗျ။ဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ PGB ဟာနေဆက်တစ်လျှောက်မှာရှိတဲ့စခန်းတွေအားလုံးကိုအမြင့်ဆုံးတတိပိချက်ထုတ်ပြန်ထားပြီးသူတို့ရဲ့တာဝန်တွေကိုအချိန်ပြည့်ထမ်းဆောင်ဖို့အမိပေးခဲ့တယ်လို့နေဆက်မီဒီယာတစ်ခုဖြစ်တဲ့ Bendrobin News မှာသတင်းဖော်ပြပါဗျ။ လက်ရှိအိုကီယာမြို့နယ်မှာရှိတဲ့ပလန်ခါလီတိုက်နယ်အတွင်းကရမွန်တာဘီဒမောင်ခါလီသင်ခါလီဘာလူခါလီနဲ့နက်ကျော့စရီမြို့နယ်ခေါင်းတောင်တိုင်းနယ်တောင်ပြိုပရှန်ပရာတို့အပါအဝင်နေဆက်မှာရှိတဲ့အနည်းဆုံးရွာ900ကနေရခိုင်ဘက်ကတနက်တန်တွေကိုကြားနေရတဲ့ဆိုပြီးတော့လေသတင်းတွေမှာဖော်ပြကြပါရစေ။ ရာမူးတက်ရင်အမှတ်30ရဲ့ BGB တမူဒုဗိုလ်မူကြီးက BGB ဟာနေဆက်အခြေအနေတွေကိုအနိကဆောင်ကျင်နေပြီးတော့နေဆက်ကပြည်သူတွေရဲ့လုံခြုံရေးအတွက်အပြည့်အဝပြင်ဆင်ထားတယ်လို့ဆိုပါရယ်ဒီသတင်းတွေဟာရခိုင်ပြည်နယ်နေဆက်ရှင်ထိဆက်နေတဲ့ Cos Bazaar နဲ့ Pintrobin အခြေစိုက်သတင်းဌာနတွေကရေးသားထားတဲ့သတင်းတွေအထက်ကကောက်နှုတ်ဖော်ပြထားတာဖြစ်ပြီးဒီနေဆက်တိုက်ပွဲတွေရဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့အရခတတော်ကတော့တစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးရှင်